2025ခုနှစ်မေလ15ရက်ဂျာသာတွင်းနေ့မနက်6နာရီဂျိုရူဝတိုင်းတာရရှိချက်တွင်နဲ့မြမပီရာဇဝတ္ထုများကိုဆက်လက်ခမန်းလေ့လာကြမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ပြောကျင်တဲ့အခါတော့မေလရောက်တိုင်းရောက်တိုင်းပြီးခဲ့တဲ့နှစ်တည်းကဗီဒီယိုဖိုင်နေပြန်ပြန်ပြီးတော့တက်လာတဲ့အပေါ်မှာပရိသတ်များကမေးမြန်းတာတွေရှိပါတယ် ဒါကြောင့်မလို့ကျွန်တော်2025ခုနှစ်မှာ2025ခုနှစ်ဆိုပြီးတော့စတင်ပြောတဲ့ file တွေကိုဒါလင်းအရေးဒီကိုလုတ်ပြီးတော့ကြည့်ပေးကြပါကြံတဲ့ရုပ်စာတွေကကြံတဲ့နှစ်တရအတွက်ဖြစ်ပါတယ်ထို့အတူပဲဒီ2025ခုနှစ်မိုးရသည့်ကာလဟာပင်လယ်သမုဒ္ဒရာရဲ့ကောင်းကင်မှာ လေးဤစီချောင်းတိုက်ခတ်မှုကြောင့်မလို့မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေအားနည်းတဲ့အပြင်ကိုပဲ လေတုရှုပ်ထွေးမှု အပြောင်းလဲအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့တချို့ခံမှန်းချက်တွေဟာဆိုလို့ရှိရင် လွယ်မှာသွားနိုင်တဲ့နေသားဖြစ်လို့ကျွန်တော်တို့ကတော့ဖြစ်နိုင်ကြီးအကုန်လုံးကိုတော့ကျွန်တော်တို့ပြင်ဆင်နိုင်မှုအတွက်တင်ပြနေမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီတိုင်းတာချက်တွေရမုတ်တုံမိုးဟာရန်ကုန်အကျော်ပဲခူးကိုကျော်ပြီးတော့အနောက်ဘက်ကို ပြန်ပြီးတော့ တိုက်ခတ်တာတွေ့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့လေဆိုင်ဝဲလေးစဖြစ်နေတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ်။ဒီလေဆိုင်ဝဲဟာဆိုလို့ရှိရင်ဘင်္ဂလားပင်လယ်ကလာတဲ့ရေငွေ့တွေအားလုံးကိုစုပြီးတော့ကောင်းငင်ကလာတဲ့လေးစီးကြောင်းနဲ့ရေငွေ့ဖွဲ့ပြီးတော့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်16ရက်နေ့မှာဆိုလို့ရှိရင် ဒီလေစီကြောင်းဟာပုံမို့အားကောင်းလာပြီးတော့ရခိုင်ကမ်းရိုးတန်းကိုဆက်လက်ပြီးတော့တွားနိုင်တဲ့အနေအထားရှိပေမဲ့မုံတိုင်းဖြစ်ပေါ်နိုင်တဲ့အနေအထားတော့မတွေ့ရသေးပါဘူးဒီလေဆိုင်ဝဲလေးဟာလာမဲ့18ရက်နေ့မှာတော့ကြောက်ဖြူမှာပတ်ပြီးတော့ဒီဇိုင်းဝဲပြန်ပြီးတော့ရွှေ့ရှားသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလေဆိုင်ဝဲ နဲ့လေစီးကြောင်းအနေထားရကျွန်တော်တို့ခန့်မှန်းကြည့်တဲ့အခါမှာဆိုရင်ဒီကနေ့15ရက်နေ့မနေ့ပိုင်းတိန်နေထားကတော့ဘင်္ဂလားပင်လယ်ကမုံတုတ်လီနဲ့ပါလာတဲ့ရေငွေ့ဟာပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းကို ဖြတ်ပြီးတော့ ERI တိုင်းမှာ စုဖွဲ့မှုဖြစ်နေတာတွေ့ရပြီးတဲ့အခါမှာတချို့ကတော့ဗမာပြည်အလဲပိုင်းကိုဝင်သွားပြီးတော့နေလဲပိုင်းမှာဆိုလို့ရှိရင်မြန်မာပြည်အနှံ့အပြားမှာ ိန်ဒုရယ်ဖုံလွန်ခြင်းအနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လာမယ့်16ရက်နေ့မှာဆိုလို့ရှိရင်တော့စောစောကတိန်တွေဟာမိုးပေါ်ကို တက်သွားသလိုပဲရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံးမှာတိန်များပြည့်နှက်နေတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။စောစောကပြောတဲ့တိန်တွေကြောက်မလို့ဒီကနေ့ကြာသာပတိနေ့25ရက်နေ့မှာဆိုလို့ရှိရင်မြမပီအနှံ့ပြားမှာ ွက်ကြားမိုးရွာသလိုပဲအချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပြီးတော့မကွေးတိုင်းမှာတော့မိုးနည်းနည်းသာရရှိမဲ့အနေအထားကိုတွေ့ရပါတယ်ကျွန်တော်တို့ဒေသအလိုက်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ဖက်မြစ်ကြီးနားအထက်ဖက်မှာမိုးရေရေတိတသမလေးလက်မှရရှိနိုင်တဲ့အနေအထားရှိပြီးတော့တချို့နေရာတွေမှာတော့ကွက်ကြားမိုးများနေတာတွေ့ရမှာဖြစ်ပါတယ် ချင်းတောင်နန်းနဲ့ရခိုင်ရိုးမှဆက်တဲ့ဒေသမှာလည်းမိုးအနှဲငယ်များနိုင်ပါတယ်မန္တလေးတိုင်းအရှိဘက်ခြမ်းနဲ့နေပြည်တော်အရှိဘက်ခြမ်းရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုလို့ရှိရင်တော့မိုးရေချင်းတိတက်သမာ6လမလောက်ဒီတချို့နေရာတွေမှာရနိုင်ပါတယ်အောက်ပေါ်မှာဗီဒီယိုဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေဗဒန်ခင်းသလဖြာပုံရန်ကုန်တိုင်းပဲခူးတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာမိုးတီးထန်စွာ ရွာသွန်းပြီးတော့ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအောက်ဖက်မှာဆိုလို့ရှိရင်24နာရီအတွင်းမှာမိုးရေကြီးလေးလက်မလောက်ဖြစ်ရွာသွန်းနိုင်တဲ့အနေအထားဟာအထူးသတိပြုဖို့လိုပါတယ်။တနင်္လာရီတိုင်းမှာလည်းနေရာစိတ်စိတ်ဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လာမယ့်တောက်ကြနေ့16ရက်နေ့မှာတော့ မုတ်တုံလေယူတိုက်ခတ်မှုကြောင့်လို့မြမာပြည်အနှံ့ပြားမှာကွက်ကြားမိုးတွေတဲတဲမဲမဲရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့မကွေးတိုင်းနဲ့မန္တလေးတိုင်း၊စကိုင်းတိုင်းမှာတော့မိုးအနှင်းငယ်သာ ရွာနိုင်တဲ့အနေအထားရှိပါတယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်၊စကိုင်းပြည်နယ်အထက်ပိုင်းတို့မှာ မိုးရေရေတိတတမ၄ရသခဲ့သလိုမန္တလေးနေပြည်တော်ရဲ့အရှိဘက်ရှမ်းပြည်နယ်မှာလည်းမိုးရေရေတိတတမ၄လက်မလောက်ထိရနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတွက်ချက်လို့ရရှိပါတယ်။စောစောကကျွန်တော်တို့ပြောတဲ့၄ဆိုင်ဝဲကြောက်မလို့မြမာပြည်အောက်ဖက်ကဒေသအချို့မှာနေရာကွက်ကြားမိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်။အဲ့ဒီဒေသတွေကတော့ပြည်နဲ့ ရခိုင်ရိုးမရခိုင်ပြည်နယ်တောင်ပချမ်းတစ်ခုလုံးအေရဝတီတိုင်းတစ်ခုလုံးရန်ကုန်တိုင်းတစ်ခုလုံးပဲခူးတိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ဖြူအထိကို ကျွန်တော်တို့မိုးတီးထန်သွားရွာသွန်းနိုင်ပါတယ်ပဲခူးကိုဘ ਹੁ ပြုတ်ပြီးလို့ရှိရင်တော့မိုးရရင်6လမလောက်ဒီရွာသွန်းနိုင်တဲ့အနေအထားတွေ့ရမှာ ဖြစ်ပါတယ်ထို့အတူပဲကြားပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ် တနင်္လာရီတိုင်းတို့မှာလည်းအချို့နေရာတွေမှာနေရာကွက်ကြားဆက်လက်မိုးများနိုင်ပြီးတော့အထူးသဖြင့်မဲဆောက်မြဝတီဘက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့ခံမှန်းတွက်ချက်လို့ရပါတယ် စနေနေ့18ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အနှံ့ပြားမှာမိုးရွာပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါမယ်။လောလောဆယ်ကနအိုးခမန်းကျဲရတော့ကျွန်တော်တို့မကွေးနဲ့ပြည်ကြားနဲ့နေပြီးတော့ကြားမှာမိုးရေချင်းသုံးလမလောက်ထိနေရာကွက်ပြီးတော့များသလိုပဲမန္တလေးနေပြည်တော်နဲ့ဆက်ဆက်တဲ့ရှမ်းပြည်နယ်မှာမိုးရေချင်းသုံးလမလောက်ထိ နေရာကွက်ပြီးတော့ကြီးနိုင်တဲ့အနေသားရှိပါတယ်2025ခုနှစ်မုတ်တုံလေဟာမုတ်တုံလေယူလို့ကျွန်တော်တို့တတ်မှတ်နိုင်တဲ့အတွက်ကြောင့်မလို့ခမန်းချက်တရား24နှစ်အတွင်းမှာပြောင်းလဲသွားနိုင်ရလို့ရှင်ထူးခြားလို့ရှင်တော့ကျွန်တော်တို့ချက်ချင်းသတိပေးတင်ပြมาဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုဖွင့်ကြည့်လို့မရတဲ့ဒေသတွေအတွက်ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 ဖိုင်နဲ့ download လုပ်ပြီးတော့မိမိမိတ်ဆွေများကိုဆက်လက်ဖြန့်ဝေနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်